ထောက်ပံ့တိစားသုံးခြင်းကြောင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနံပါတ်၁ကိုလက်စထရောလျှော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ခြင်းနံပါတ်၂အစာစားခြင်းစိတ်ကိုထိန်းချုပ်ပေးပြီးကိုယ်လေးချိန်လျှော့ချရာတွင် အထောက်အကူဖြစ်စေခြင်းနံပါတ်၃အသားရည်ကိုနုပြိုဆိုပြေစေပြီးအရေပြားကျန်းမာရေးကောင်းမွန်စေခြင်းနံပါတ်၄အမြင်အာရုံကြောများကိုအားဖြည့်ပြီးသောကြောင့်မျက်စိအားကောင်းစေခြင်းနံပါတ်၅ကင်ဆာဆဲများဖြစ်ပေါ်မှုကိုတားဆီးပြီးသောကြောင့်ကင်ဆာကာကွယ်နိုင်ခြင်း နံပါတ်6ကက်ဆီယံပါဝင်မှုကြောင့်အရိုးကျန်းမာရေးကောင်းမွန်စေခြင်းနံပါတ်9အမြင့်တက်များပါဝင်သောကြောင့်အစာချေစနစ်ကိုကောင်းမွန်စေခြင်းနံပါတ်10တွေးရင်းတရားတက်ထိုင်ကြည့်ပြီးသောကြောင့်စီချိုယောဂရှိသူများအတွက်တင့်တော်ခြင်းနံပါတ်9ဖောလစ်အက်ဆစ်ပါဝင်မှုကြောင့်ကိုယ်ဝန်ဆောင်မိခင်များအတွက်ကောင်းမွန်ခြင်းနံပါတ်10စိတ်ဖြစ်မှုကိုလျှော့ချပေးနိုင်ပြီးစိတ်ကျန်းမာရေးကောင်းမွန်စေခြင်းတတိပြုရန်အလိုအကျိုးစားသုံးပါကကိုယ်လေးချိန်တက်နိုင်ပါသည် ဓမ္မတဲ့သူများသွေးချစီတောက်နေသူများဆရာဝန်နဲ့တိုင်ပင်ပြီးစားသုံးတင်ပါစားပါ